ချန်ပီယံလိကွာတာဖိုင်နယ်ဒုတိယကြော်မှာအာဆင်နယ်တင်းကိုကြော်ဖြတ်နိုင်ဖို့အတွက်စီကန်းဘောင်းနဲ့ကနေပြီးတော့ဘာမစုလုံးဆောင်သွားမယ်ရီယယ်မက်ဒရစ်အာဆင်နယ်နဲ့ရီယယ်မက်ဒရစ်ဒုတိယအကြော်ကတော့လက်ရှိအချိန်မှာ Twitter မှာရောဆိုရှယ်မီဒီယာမှာရောလူပြောအများဆုံးနေထားပါလေအဲ့တော့ဒီမှာ data အချက်လက်တွေကြောင့်ကြောင့်မပြောတော့ဘူး ဒီပွဲနဲ့ပတ်သက်ပြီးနောက်ဆုံးကြားထားတဲ့အခြေအနေတွေကိုပွင့်လင်းမဲ့ကျွန်တော်ဆွေးနွေးလိုက်အောင်ကျွန်တော်နောက်ဆုံးကြားထားတဲ့အချက်က၃ချက်ရှိတယ်။ Real Madrid တို့ကအာဆင်နယ်ကိုကြိုးဆိုမှာနဲ့ပတ်သက်ပြီးတော့ကောဒီဟာနဲ့ပတ်သက်တဲ့ game plan ဟောကစားသမားတွေကို motivate ပေးတဲ့အပိုင်းဟောပထမတစ်ချက်ကြိုးဆိုတဲ့အပိုင်းဒီဘဲတွေကအာဆင်နယ်အသင်းကိုဒါပေါ့လေကျွန်တော်တို့ပွဲတစ်ပွဲသွားပြီးအဝေးခွင့်ကန်ရပြီဆိုရင်အဲ့ဒီမြို့မှာ hotel မှာတဲပြီးတော့မှ အဲ့ဒီကွင်းကိုကျွန်တော်တို့ကပွဲနာနီးမှာသွားရတာအဲ့လိုနေထားမှာဒီဘာနေဘျူးကွင်းကိုသွားတဲ့လမ်းတောက်လျှောက်မှာအာဆင်နယ်အသင်းကိုတခါမှသူတို့တပိုင်းမှာမကြုံဘူးတဲ့ပုံစံမျိုးနဲ့ကြိုးစိုးအက်ခံသွားဖို့ရှိတယ်ကျွန်တော်လည်းသိပါတယ်ကြံခဲ့တဲ့ရာသီချန်ပီယံလိဒီမှာဆိုတဲ့ရီယယ်မက်ဒစ်ကအဲ့လိုပြိုင်ဘက်တွေကိုကြိုးစိုးတဲ့အနေထားမှာဟောတိုက်တိုက်ဝုန်းဝုန်းနဲ့သူတို့ပေးသက်တည်နဲ့ဒီမီရှူမဲမဲတွေပါဖောက်ပြီးတော့ခန်းခန်းနာနာကြိုးစိုးလို့ရှိရတယ်တစ်ဖက်မှာဆိုရင်လည်းသူတို့ပေးသက်ခဲ့ ဒီဒုတွေကိုပြတာဖြစ်လို့တစ်ဖက်မှာဆိုလဲကြိုးစုခံရကစားသမားကြီးစီတဲမှာဒါက Real Madrid လာဆိုတဲ့အရှင်ဝါမျိုးကိုထည့်သွင်းပြလိုက်တာ mind game ပေါ့ဗျာအဲ့တော့ Arsenal ကိုလည်းအရင်ထက်ပိုပြီးခံထားတဲ့ပုံစံမျိုးနဲ့ဒီဘာနေပြူးကွင်းကိုလာတဲ့လမ်းတောက်လျှောက်မှာကြိုးစုသွားဖို့ရှိတယ်ဒါကကြိုးစုတဲ့အပိုင်း okay ကိုကစားသမားကြီးကိုကိုကယုံကြည်မှုအပြည့်အဝရှိတယ်နောက်တစ်ချက်ကဘာလဲဆိုတော့ဒီ Real Madrid တို့ကသူတို့ရဲ့ကစားသမားတွေကိုမော်တီပေးတဲ့အပိုင်းပေါ့လေဒီပွဲစဉ်မကန်ခင်မှာ တိတ်မှာတော့ကတမိုင်းတလျှောက်မှာပေါ့လေ၃ကိုဂိုးပြက်တွေရှုံးခဲ့ပြီးတော့ခံပတ်ပြန်လာနိုင်တဲ့ပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဗီဒီယိုလေးပြန်ဖွင့်ပြအောင်ပါဒါတွေတိချာသူတို့ဗီဒီယိုစပက်ရှယ်လေးလုပ်ထားပြီးတော့ကိုကစားသမားတွေပြတွေ့လာငါတို့တစ်ချိန်တုန်းကဒီလိုကြော်ဖြတ်လာနိုင်ခဲ့တယ်အခုမင်းတို့အမရိတ်မှာ၃ကိုပြက်ရှုံးခဲ့တဲ့အာဆီနယ်ကိုမကြော်နိုင်တဲ့အကြောင်းမရှိဘူးဒီလိုတစ်ချိန်တုန်းကဒီလိုနောင်တော်ကြီးတွေကကြော်ဖြတ်ခဲ့ဆိုတဲ့ပုံစံမျိုးသူတို့ကပြပါဒါဟာသူတို့ကကစားသမားတွေရဲ့ပတ်သက်ပြီး motivate တာဒါကိုကျွန်တော်တို့ကသူ့ကိုတော့ပြီးအပြစ်တင်လို့မရဘူး ဘောင်နဲ့ချင်းကြီးကလှုပ်သွားတာကို့ကစားသမားတွေကိုအတိတ်ကမှတ်တမ်းဗီဒီယိုနဲ့ပြင်ပြတယ်တကယ်လဲ real madrid ကချန်ပီယံလိပြိုင်ပွဲမှာဆိုရင်အအောင်မြင်ဆုံးအသင်းတစ်သင်းသူတို့အနေနဲ့ဒီဟာဒီမှာမထင်မဖဲနဲ့အာဆင်နယ်တင်းရဲ့အမရိမှာ၃ဂိုးပြည့်နဲ့ရှုံးလိုက်တာသူတို့စိတ်တွေတော်တော်မခံမြဲနိုင်ဖြစ်နေတာအရင် real ကိုခံပတ်ပြန်လာတဲ့ဘာညာချန်ပီယံလိတွေအများကြီးကန်ခဲ့ဆိုမှတ်တယ်ဒါပေမဲ့ဒီလောက်လောက်ဆွတ်ဆွတ်ခုံတာမျိုးကျွန်တော်မမြင်ခဲ့ဘူးဒါကျွန်တော်တူရဲ့အမြင်ပေါ့လေအခုတော်တော်လေးကိုဖြစ်နေတာအာဆင်နယ်ဒုတိယချုပ်မှာ ကြော်ဖြတ်နိုင်ဖို့တဲ့သူတို့ရမ်းနိုင်တဲ့မြန်နီလန်းတွေအကုန်လုံးသူတို့စူးစမ်းပြီးပြင်ဆင်နေတယ်။အဲ့တော့ကျွန်တော်တို့ဒါချန်ပီယံလိဒုတိယအကြော့မှာတကောမရီယယ်မက်တစ်ကိုမပေးဘဲနဲ့ကိုကတေရသည်ဖြစ်စေခေါင်နာတက်စ်ကနေအနိုင်ကိုရခဲ့သည်ဖြစ်စေစီးဖိုင်နယ်ကိုတက်လန်းသွားရင်တော့ညီကိုတို့စိတ်လွတ်လွတ်လွတ်ပျော်လိုက်တော့စီးဖိုင်နယ်တို့ဘောလူပွဲတို့မှာရီယယ်ကိုကြော်ဖြတ်နိုင်တဲ့အသင်တစ်သင်းကိုတားဆီးဖို့ဆိုတာကခဲရင်သွားပြီးပြောလို့ရတယ်မန်တယ်ရရောထင်းဝော့ရရော mentality အပြည့်အဝနေကို file နေကိုသွားနိုင်တဲ့လမ်းကြောင်းကရှင်းကနေပဲကျွန်တော် real ကြော်ဖြစ်နိုင်ရင် PSG ဖြစ်ဖြစ် Astonia ဖြစ်ဖြစ်လက်ရှိသင်ချာကိန်းကနေရဆိုရင်တော့ PSG ကရောက်လာဖို့များတယ် final မှာလည်းတစ်ဖက်က Barcelona တက်လာဖို့အားတန်တာဖြစ်တဲ့အတွက် Barcelona နဲ့မကြည်ပွဲတော့မှ final မှာပြင်မြင်တွေ့ရဖို့ရှိတယ်။ဒါပေမဲ့အရေးကြီးဆုံးလုံးဝမှာတကူက Real ကိုအရင်ကြော်ဖြတ်နိုင်ဖို့ပထမကျွန်တော်တို့၃-၉ပြည့်နဲ့နိုင်တာဆိုမြဲပေါ်ဆလို့တော့မရဘူး။ပေးသက်၈၀၀၀ကျော်ဆန်းဘာနေဘူးကွင်းပါ။အဲ့တော့ ီကွင်းကိုကျွန်တော်သွားပြီးကန်တဲ့အခါမှာပထမတစ်ခါပြောလို့ခံခံနာနာသူတို့ကြိုးစုံမယ်အဲ့ဒီပုံမှာမိန်မောတာယာသွားပြီးတော့ကွင်းထဲမှာအမားတွေမလုံးပြီးဖို့လိုအပ်တယ် နောက်တစ်ချက်ကတော့ကျွန်တော်တို့ကံမဲ့ player တွေသည်တစ်ချိန်တော့ခံပတ်တွေနဲ့ပတ်သက်ရင်အကောင်းဆုံးပြန်လာနိုင်တယ်ဆိုတော့ motivation ကိုအချိန်ချင်းရထားတဲ့အနေအထားမျိုးမှာရှိမယ်။စိတ်ရတကြွတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်။ဒီနေရာမှာ real metric ကကစားသမားတချို့ပြန်ပါလာဖို့ရှိတယ်။ကာမာဘင်ကတော့အနီးကကြောင့်ဒီပွဲကိုလွှဲချော်သွားမယ်။ပြည်ရင်းမှာအနီးကထိတာတဲ့ Mbappe ကတော့ဒီပွဲစုံပြန်ပါလာမယ်။ပြီးတော့ရှေ့ပွဲမှာမပါခဲ့တဲ့ Danny Ceballos နဲ့နောက်ပြီး Chua Mendy ဒီကစားသမားကြီးပြန်ပါလာမယ်။ဒါက real metric ဆိုရင်တော့အားပဲ။ ဒါပေမဲ့ Arsenal မှာလည်းပါတီကြီးသာပြန်ပါလာမယ်ဆိုရင်တော့ Queen လေကိုကောင်းကောင်းကြီး dominate လုပ်နိုင်မယ်ထင်တယ်။လောလောဆယ်တော့ပါတီနဲ့ပတ်သက်ပြီးအပေါင်းလက္ခဏာဆောင်တဲ့သတင်းတွေပဲကြားပါသေးတယ်။မပါနိုင်ဘူးဘာကြောင့်တော့ကျွန်တော်မတွေးမိသေးဘူးပေါ့လေ။အဲ့ဆိုနောက်ဆုံးတစ်ချက်ကတော့သူတို့ဘောင်ထဲပဲလုတ်သွားပြီနောက်ဆုံးတစ်ချက်လေ။အဲ့ဒါဘာလဲဆိုတော့ Arsenal နဲ့ Real Madrid ကံကြပြီဟေ့ဆိုတာနဲ့ Real Madrid ကသူတို့ရဲ့ဘာနေဘူးကွင်းကိုအမိုးပိတ်လိုက်မှာ ပုံမှန်အဖြစ်ကျွန်တော်တို့ဘောလုံးကွင်းတွေကအပေါ်မှာအမိုးဖွင့်ရှိတယ်အမိုးအရှင်အပိတ်ဖွင့်လုပ်လို့ရတာရှိတယ်ဒါပေမဲ့သူတို့ပိသက်တွေရဲ့အားပေးတန်ပိုပြီးစူညံအောင်ကွင်းထဲမှာဟိန်းနေအောင်ဆိုပြီးတော့အပေါ်ကဒီ root တော်အမိုးကိုလုံးဝပိတ်ချပလိုက်ပါဆိုလိုချင်တာကငါတို့ကွင်းဖြစ်တယ်ငါတို့ပိသက်တွေအတန်နဲ့အလုံးပိတ်ပြီးတော့ရအောင်နိုင်ကြမယ်ဆိုတဲ့ပုံစံမျိုးသူတို့မညာဘူးနော်လုံးဆက်ချီကသူတို့အကုန်လုံးမှာအဲ့တော့ကျွန်တော်တို့ဒါကြော်ဖြတ်နိုင်ရင်တော့ဒါကပုံမှန်ကျွန်တော်တို့ပထမကျော့ပြောတာထက် သုံးစားလောက်ထပ်ပြီးပျော်သေးတဲ့အနေထားပဲကြော်ဖြတ်နိုင်မယ်လို့လည်းအပြည့်ဝယုံကြည်ထားတယ်ဒါက Real Madrid နဲ့ပတ်သက်ပြီးတွေ့ရှိရပါလေ။ဒန်ယာကစားသမားတွေမှာဆိုရင်တော့ဖာလန်မန်တီ၊ကာဘာချဲ၊မီလီထောဒီကစားသမားတွေကတော့ရွေးချော်ဖို့ရှိတယ်။အဲဆိုတော့ Real Madrid ဘလို့ဗီဒီယိုတွေကိုပြန်ပြီးသူတို့ player တွေကိုပြမလဲဆိုရင်တော့ PSG အသင်းကိုပထမတော့က1-0နဲ့ရှုံးခဲ့ပြီးဒုတိယအကြော့မှာ3-1နဲ့နိုင်ခဲ့တဲ့ဗီဒီယိုမျိုးတွေပထမအကြော့မှာ4-3ခုနဲ့ Manchester City ကိုရှုံးခဲ့ပြီးမြဲအိမ်ကွင်းမှာ3-1နဲ့နိုင်ခဲ့တဲ့ပုံစံမျိုးတွေနောက်ပြီး Wolves အသင်းကို2-6ပြတ်နဲ့ပထမအကြော့မှာရှုံးခဲ့ပြီးမြဲကိုယ့်အိမ်ကွင်းမှာ3-6ပြတ်နဲ့ပြန်နိုင်ခဲ့တဲ့ခံပတ်မျိုးတွေဒါပေမဲ့အဲ့ဒီခံပတ်3ပွဲစလုံးဒီ2-6ဆိုတဲ့ကွာချက်ပဲ ်နောက်ဆုံးဝူဘက်ကိုနိုင်ခဲ့တဲ့၃ဂိုးပြတ်တစ်ခုပဲရှိမယ်အာဆင်နယ်အနေနဲ့ကလည်းမှတ်တမ်းမရလေချင်းသွားပြီးအထင်သေးလို့မရဘူးဘာကြောင့်လဲအာဆင်နယ်ကတပွဲတည်း၂ဂိုးထပ်ပိုးကြီးပေးခဲ့ရတာကလူတန်းနောင်းသင်းတဲ့ပွဲစဉ်အဲ့လူတန်းနောင်းသင်းတဲ့ပွဲစဉ်မှာ၃ဂိုး၄ဂိုးနဲ့အာဆင်နယ်နိုင်ခဲ့ပြီးနောက်ပိုင်းမှာအာဆင်နယ်သစ်သည်၂ဂိုးထပ်ပိုးကြီးမပေးခဲ့ရတာက462ရက်ဒီပွဲစဉ်မှာစပိန်မြေမကောက်လို့ဘာကြီးပဲဖြစ်နေဖြစ်နေအမိုးပိတ်ပြီးတော့ပဲကန်တီဖြစ်စီ ကျွန်တော်နှစ်ကိုးထပ်ပူပြီးမပေးရောက်ဆိုရင်စီးဖိုင်တွေကိုတတ်တယ်အဓိကဒါပဲကိုကောင်နေလောဘမကြီးဖို့ရယ်တင်းဝေါနဲ့တိုက်တိုက်ဝုံဝုံဆော့ဖို့ရယ်တေချာတို့ကတော့ရီယယ်မတစ်ဒီပွဲမှာဖွင့်ဖို့တိုက်ရမှာဒီမှာတိုနီခရူးရဲ့စကားလေးတစ်ခုလည်းမိတ်ဆက်ပေးခြင်းတယ်သူတို့ရဲ့ကစားသမားကြီးပြောတာဗောလေပထမကြော့မှာဒါတဲ့အာဆင်နယ်နဲ့ရီယယ်နဲ့တေချာကရင်ဒုတိယကြော့စပိန်မြေမှာအရန်ကိုပြင်းစရာကောင်းနေပါတဲ့အခုတော့ကျွန်တော်တို့ကအန်အားသင့်ပွဲကမ်ဘက်တစ်ခုလုပ်ဖို့အတွက်အခွင့်အရေးရသွားပြီတဲ့ပထမကြော့သူတို့၃ခုပြည့်နဲ့ရှုံးတာနော်ဒါပေမဲ့သူတို့ရအောင်မော်တီပေးတယ် ဲ့တော့ကျွန်တော်တို့ကဘာကြောင့်ကိုယ့်လက်ထဲမှာ၃ခုပြက်အနိုင်ရှိနေရမမျော်လင့်ရဲရမှာလေပြီးတော့လေပြောသွားတာကပွဲစား15မိနစ်မှာလေအာဆင်နဲ့မထင်ထားတဲ့အနေထားမျိုးတွေရအောင်ပုံဖော်သွားဖို့ရီးရဲကလည်းပြင်ဆင်ထားရဲဒီနေရာမှာကျွန်တော်ကစားသမားတွေကိုယုံတယ်အသင်းရဲ့နေစနစ်ကိုယုံတယ်ပွဲတစ်ပွဲရဲ့မိနစ်60ကိုယုံတယ်ကျွန်တော်မယုံတာကအလှည့်ပြောင်းလေးတွေအဲ့အလှည့်ပြောင်းကဘာလဲဆိုတော့အနီကက်ထိတာမျိုးမပြောကောင်းမဆိုကောင်းတော့နောက်ပြီးတော့ကွန်ဒိုဗာရှယ်ပေးရတဲ့ပနတီမျိုးတွေနောက်ပြီးတော့ကျွန်တော်အနေနဲ့ dying decision အမှားတွေဒါပဲ dying decision အမှားတော့ဒီ champion league လိုမျိုးအစီအစဉ်မြင့်ပြိုင်ပွဲမှာတော့ကျွန်တော်ထက်မပြောတော့ဘူး premier league ထက်စာရင် dying တွေကအများကြီးတာ champion league မှာပိုပြီး safe ဖြစ်တယ်ပြောလို့ရတယ်လေးစားမှုနဲ့ထိုက်တန်တယ်အဲ့တော့ကျွန်တော်တို့ဒီအနီကတ်တွေ penalty ပေးရတာမျိုးတွေကိုရှောင်ရှားနိုင်မယ်ဆိုရင်တော့ကျွန်တော်တို့လက်ထက်က၃ခုအပြင်မှာအနိုင်ကိုပါထပ်ပြီးရဖို့တော့မှရှိနေသေးတယ်အကယ်၍များကျွန်တော်တို့အမှားလုပ်ခဲ့မယ်ဆိုရင်တော့စပိန်မြေကလွယ်ကူတဲ့ပွဲစဉ်တစ်ပွဲဖြစ်လာမှာမို့စီးဖိုင်တွေကိုတက်လှမ်းဖို့အတွက်ဆိုရင်တော့ ကိုယ့်လက်ထဲမှာကံကြမ္မာကအပြည့်ဝရှိတယ်ဗောလေ react ကတော့သူတို့လုံနိုင်စွာအပြည့်ဝကိုဘောင်ထဲကနေလှုပ်ဖို့ပြင်ဆင်ထားတယ်အာဆင်နယ်ကလည်း၃ဂိုးပြတ်အနိုင်နဲ့စပိန်မျိုးဟန်နီမွန်ထွက်မယ်အဲ့ဒီဟန်နီမွန်ကအပြော်လုံးပြီးအမားဖြစ်မတော်ဘူးလို့လိုအပ်တယ်ဗောလေတရားတစ်ခွတော့ကိုရီးယားကြီးကြီးလေးလေးနဲ့ defensive shape ကိုပုံဖွားမှဖြစ်ပြီးတော့ real madrid ကတော့ဖွင့်တိုက်ရမယ်တော်တော်များဘောလုံးကြောင့်ကလူတွေပြောတဲ့အတိုင်းပေါ့လေအာဆင်နယ်ကဖွင့်တိုက်တဲ့အသေးနဲ့ဆိုအရန်ကိုကြိုက်တယ်ဒီပွဲစဉ်မှာ တစ်ဖက်က real ကဖွင့်တိုက်မယ်အာဆင်နယ်တိုက်စစ်ကိုဘယ်နှယောက်ထိလိုက်ပါပြီးတော့ခေါင်နာ attack လုပ်မလဲဆိုတာကိုလည်းတစ်ချက်ကြည့်ရမယ်တစ်ဖက်ကမြူပြီးစောတဲ့ Ancelotti ရဲ့ကစားကွက်တဲ့မကြောက်ဘူးလေအရေးကြီးရပေါ့လေကဲကျွန်တော်တို့16နှစ်မြန်ခင်အစောပိုင်းဆိုရင်တော့ဒီချန်ပီယံလိရဲ့အကောင်းဆုံးပွဲစဉ်နေတဲ့ကတပွဲအဖြစ်အာဆင်နယ်တို့ကစပိန်ပြည်မှာ Real Madrid နဲ့တွားပြီးရင်ဆိုင်မှာပါအဲ့ဒီမိနစ်60ပြီးဝိုင်းတော့ C5 တွေကိုဘယ်တင်တက်သွားမလဲလောလောဆယ်တော့65ရာခိုင်နှုန်းလောက်ကတော့ အာဆီနယ်လက်ထက်မှာစီးရင်ဖိုင်တွေကိုတက်ရောက်ဖို့အတွက်ခြံရှိနေပါတယ်။900ကိုင်းလုံးမဲ့ရှိတဲ့ရီယယ်မက်ဒရစ်ကတော့သူတို့အိမ်ကွင်းမှာအကောင်းဆုံးကြိုဆိုဖို့တော့ပြင်ဆင်နေပါတယ်။အဆုံးထိကြည့်ပြတယ်လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။ဒီစီဇန်လေးကိုဒီကကွန်ကြီးပောင်းပြီးတဲ့ရှူဘောလုံး online အကြောင်းလဲကျေးဇူးတင်ပါတယ်။အမှဆော့မယ်ဆိုတော့ Viber ဖုန်းနံပါတ်သူညာကို6016633936ဆက်သွယ်ပြီးတော့ ဝန်ဆောင်မှုအပြည့်အဝရောက်နေဖြစ်လို့မွေးပုံကိုချက်ရှိမှဘောလုံးပွဲတွေကိုလောင်းမှာဘောလုံးပွဲတွေလုံးဝမလောင်းတဲ့ဆိုတော့ YouTube မှာကိုထုပ်ပေါ်ပေါ်ရှိုးရိုက်ရှာပြီးကျွန်တော်တို့အားပေးလို့ရပါတယ် Ivac Kush ကို Sport Airline ငါးသုံးလုံးပစ်တူကိုဇားလို့ရနေပါပြီ Viber ဖုန်းနံပါတ်တညာကို6016635တညာကိုဆက်သွယ်လို့ရပါတယ်ခင်ဗျာ